မြန်မာနေယူခရိုနီကယ်အော်တိုဘာလ26ရက်နေ့မြင်တွင်အာဆီယံအစည်းအဝေးမှမြန်မာအရေးနှင့်ပတ်သက်တဲ့ထုတ်ပြန်ချက်နဲ့တက်ရောက်မှုအာဆီယံအဖွဲ့ရဲ့နှစ်စဉ်ကျင်းပနေကြအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်ဖြစ်သူတွေတက်ရောက်တဲ့ညီလာခံကို2025ခုနှစ်ရဲ့အလှည့်ကျနိုင်ငံဖြစ်တဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေပြီဖြစ်ပါတယ်။ဒီနှစ်အာဆီယံခေါင်းဆောင်တွေရဲ့ညီလာခံရဲ့ထူးခြားချက်ကအမေရိက၊ဥရောပ၊အာဖရိကနဲ့အာရှတိုက်တို့ကကမ္ဘာခေါင်းဆောင်တွေကိုဖိတ်ကြားခဲ့ပြီး အာဆီယံအဖွဲ့ရဲ့အရေးပါမှုကိုပိုမိုထင်ရှားစေတဲ့ညီလာခံတစ်ခုလည်းဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာမြန်မာနိုင်ငံကစစ်ကောင်စားကိုဖိတ်ကြားခြင်းမရှိဘဲနိုင်ငံသားဝင်ကြီးဌာနရဲ့အမြဲတမ်းတွဲဝင်ကိုသာတက်ရောက်ခွင့်ပြုပြီးကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ခေါင်းဆောင်အားလုံးတက်ရောက်ကြတာဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင်အမေရိကန်ပြည်ထောင်စုတမရာထရန်ရုရှားကဒုဝင်ကြီးချုပ်အလက်ဇန်းဒါနိုဘက်အိန္ဒိယဝင်ကြီးချုပ်မိုဒီ တရုတ်ပြည်သူတမရနိုင်ငံရဲ့ဝင်ကြီးချုပ်လီချန်၊ဩစတြေးလျဝင်ကြီးချုပ်အယ်ဘေးနီး၊ဂျပန်ဝင်ကြီးချုပ်တီစနက်အက်ဒဂါအီချီ၊တောင်ကိုရီးယားတမရလီဂျီမြောင်နဲ့နယူးဇီလန်ဝင်ကြီးချုပ်ခရစ်စတိုဖာလူဆိုနိုတက်ရောက်ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံအရေးဟာအာဆီယံအဖွဲ့အဖို့မဖြစ်မနေဖြေရှားမယ့်အရေးကိစ္စတစ်ခုအနေနဲ့ရှုမြင်ထားပေမဲ့လည်းအခုလိုအာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်မဟုတ်တဲ့ကမ္ဘာခေါင်းဆောင်တွေတက်ရောက်ကြမယ့်အစည်းအဝေးတွေ့ဆုံမှုတွေကို မြမအရေးကိစ္စကလွှမ်းမိုးသွားမဲ့အခြေအနေမျိုးမဖြစ်အောင်စီမံကိန်းတွေကြတာတွေ့ရမှာဖြစ်ပါတယ်။မြမအရေးနဲ့ပတ်သက်လို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဆွေးနွေးခဲ့ကြပြီးအော်တိုဘာလ26ရက်နေ့မှာထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့တာတွေ့ကြပါတယ်။အချက်28ချက်ပါဝင်တဲ့ထုတ်ပြန်ချက်မှာ၃တက်ချက်15ချက်နဲ့ဆုံးဖြတ်ချက်73ချက်တို့ပါဝင်တာတွေ့ရပါတယ်။သုံးသက်ချက်15ချက်မှာအဓိကအားဖြင့်အချက်5ချက်ပါအာဆီယံသဘောတူညီမှုကိုအာဏာသိမ်းစစ်အစိုးရအနေနဲ့ ဘလောက်အကောင်အထည်ပေါ်ဆောင်ရွက်နိုင်တယ်လဲဆိုတာကိုအလှည့်ကျဥက္ကဋ္ဌရဲ့အကဲဖြတ်ချက်အစီရင်ခံစာအရအာဆီယံသဘောတူညီမှု၅ချက်ကိုတိတာထင်ရှားတဲ့အကောင်အထည်ပေါ်မှုတွေမရှိသေးတာကိုတွေ့ရတယ်လို့လည်းဆိုထားပါတယ်။ဒါကြောင့်အဆိုပါမူ၅ချက်ကိုဆက်လက်ကင်ဆယ်ထားပြီးဒီမူ၅ချက်ကိုဆက်လက်အကောင်အထည်ပေါ်ဖို့တိုက်တွန်းသွားမယ်လို့လည်းဆိုထားပါတယ်။မြန်မာနိုင်ငံကလက်နက်ကိုင်အဖွဲ့အလုံးကိုတိုက်တွန်းထားတာကတော့အကြမ်းဖက်မှုတွေညှော့နေသွားအောင်လှုံ့ဆော်ဖို့အရက်သားတွေနဲ့အရက်ဖက်ဆိုင်ရာအဆောက်အဦတွေကိုတိုက်ခိုက်ခြင်းမပြုကြဘဲ ယခုနှစ်စာမိုက်မှာမန္တလေးစကိုင်းဒေသကိုငလီပီးကြားရောက်ပြီးနောက်မေလမှာအာဆီယံအဖွဲ့ကတိုက်တွန်းခဲ့တယ်လို့ပဲလက်နက်ခံအဖွဲ့တွေအကြားအပြည့်ရကြဖို့တိုက်တွန်းချက်ကိုထပ်မံပြီးထည့်သွင်းတောင်းဆိုထားပါတယ်ဒေသတွင်နိုင်ငံတွေနဲ့ကမ္ဘာအခြားဒေသနိုင်ငံတွေကိုလည်းလူသားချင်းစာနာမှုအကူအညီ AHA စင်တာကတဆင့်တိုးမြှင့်ပေးကြဖို့တိုက်တွန်းထားတာတွေ့ရပါတယ်မြန်မာနိုင်ငံကပအဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုလှုပ်ဆောင်ကြဖို့ အာဆီယံရဲ့အထူးကိုယ်စားလှယ်ရဲ့ကြိုးပမ်းမှုတွေကိုဆက်လက်အားပေးထောက်ခံကြောင်းဖော်ပြထားပါတယ်။အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုကိုရွေးကောက်ပွဲမတိုင်ခင်မှာလှုံ့ဆော်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးမှုတွေကနေမြန်မာနိုင်ငံအနေနဲ့ကိုရိုင်းဥဆောင်တဲ့ကိုပိုင်ငင်းချင်းအစီအစဉ်တည်းရဲ့ပေါ်ထွက်လာဖို့ဥတီလှုံ့ဆော်ဖို့လည်းတိုက်တွန်းထားပါတယ်။အထက်ကအခြေအနေတွေဖြစ်ထွန်းခြင်းမရှိသေးတဲ့မူငါချက်ကိုထိရောက်စွာအကောင်အထည်မဖော်နိုင်သေးတဲ့အခြေအနေမှာနိုင်ငံရေးရခန့်အပ်ထားတဲ့ကိုယ်စားလှယ်တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ချက်ကိုဆက်လက်ထိန်းသိမ်းထားဖို့လဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာဆီယံရဲ့ထုတ်ပြန်ချက်ကိုခြုံငုံပြီးသုံးသပ်ခြင်းရင်မူငါချက်အကောင့်ထဲပုံမှုအားနေနေတယ်ဆိုတဲ့အကဲဖြတ်ချက်ရွေးကောက်ပွဲမတိုင်ခင်အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုမျိုးလှုပ်ဆောင်ဖို့တိုက်တွန်းချက်နဲ့လူသားချင်းစာနာမှုအကူအညီ AHA လို့အတူကောက်ခေါ်ဆိုတဲ့အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးစင်တာကတဆင့် တိုးတက်ကူညီပေးကြဖို့အချက်တွေကအထူးကလို့ဆိုရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာစစ်ပွဲတွေ၊ပဋိပက္ခတွေ၊လူသားချင်းစာနာမှုအကူအညီအရေးတကြီးလိုအပ်နေချိန်မှာပဲနေဆက်ဒေတာတွေမှာဖြစ်ပေါ်နေတဲ့အွန်လိုင်းငွေလိမ်ကိန်းတွေရဲ့ပြဿနာကိုလည်းကင်တွယ်ဖြေရှင်းကြဖို့အရေးကြီးတယ်ဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်။ပြည်တွင်းမှာရောနိုင်ငံတကာကပါအာဏာသိမ်းစစ်တပ်က၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံရဲ့အကြက်အတဲကထပ်ပေါက်တစ်ခုအဖြစ်ဈေးပန်းခင်းရောင်းချနေပေမဲ့ ရေကောက်ပွဲဟာအခြေအနေတွေပုံမို့ရှုပ်ထွေးစေစိတ်ဝမ်းကွဲစေနိုင်တယ်လို့ခရီးရေးကောင်းဆောင်ကယခုရက်ပိုင်းတွင်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ဆရာနာတိန်ထားပြီးနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေမြေပေါ်မှာလောက်ကင်နိုင်ခြင်းမရှိတဲ့အနေအထားမြန်မာနိုင်ငံအနှံ့ပြားမှာစစ်ပွဲတွေဖြစ်ပွားနေတဲ့အနေအထားလူအခွင့်အရေးချိုးဖောက်မှုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဖြစ်ပွားနေချိန်မှာရွေးကောက်ပွဲကျင်းပတာဟာပြည်ထနာကိုပြည်လဲစီမဲ့လှုပ်ဆောင်မှုမဟုတ်ဘူးလို့ ြည်တွင်ကရောနိုင်ငံတကာကပါရှုမြင်ကြပါတယ်။တချို့သောအိန္ဒိယနိုင်ငံတွေကတော့ရွေးကောက်ပွဲကိုထောက်ခံကြတာလည်းရှိနေပြီးတရုတ်နိုင်ငံနဲ့အိန္ဒိယတို့ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့မလေးရှားနိုင်ငံနိုင်ငံသားဝင်ကြီးကမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့တားဆီးဖို့မဖြစ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။မြန်မာအခြေဖြစ်ရှင်းဖို့ရမှာအာဆီယံဖြစ်ဖြစ်အမေရိကန်ပြည်ထောင်စုဖြစ်ဖြစ်ဒါမှမဟုတ်ကုလသမဂ္ဂလိုနိုင်ငံယာနဲ့ချီပါဝင်တဲ့အဖွဲ့အစည်းတွေကဖြည့်ရှင်းပေးဖို့ မျှော်လင့်နေတာတွေဟာလက်တွေ့မှာဘာမှအကောင့်ထဲဖြစ်လာမှာမဟုတ်တဲ့အချက်ကိုမြန်မာနိုင်ငံသားတွေအနေနဲ့အခုခါမှနားလည်သဘောပေါက်သိမ့်ပြီးဖြစ်ပါရဲ့ရှင်။